မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ချက်ဖို့ပါတီရဲ့ရွေးကောက်ပွဲဝင်မဲ့လွှတ်တော်ကုစလင်လောင်းစည်ရင်ကိုအကျဉ်းဖက်မင်းအွန်လိုင်းစီတင်ပြရပြီးခွင့်ပြုချက်ရယူနေရတဲ့အတွက်ပါတီတွင်းမင်းအွန်လိုင်းကိုမလိုလားတဲ့အုပ်စုခွဲကြီးဖြစ်ပေါ်နေရဆိုပါတယ်ကင်းပြည်နယ်မြောက်ပြည်မြို့နယ်မှာရှိတဲ့လေးကိတ်ကိုဒေတာကူအကျဉ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့မြေပြင်ကနေစစ်အင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေပြန်တဲ့အတွက် ဒေါ်လန်ရီတက်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ကအထိနာနေပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကျန့်ဖို့ပါတီရဲ့ရွေးကောက်ပွဲဝင်မဲ့လှတ်တော်ကုစလေလောင်းစရင်ကိုအကျန်းဖတ်မဲအွန်လိုင်းစီတင်ပြရပြီးခွင့်ပြုချက်ရယူနေရတဲ့အတွက်ပါတီတွင်းမဲအွန်လိုင်းကိုမလိုလားတဲ့အုပ်စုခွဲကြီးဖြစ်ပေါ်နေတယ်လို့ကျန့်ဖို့ပါတီတည်င်းရင်းမြစ်ကရန်ကုန်ကစ်တစ်ကိုပြောပါတယ်။ဒါကတော့ လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက်တော့ဝင်ပြိုင်ကြမယ့်ကျပ်ပေါ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစရင်ကိုအကြမ်းဖက်မင်းအွန်လိုင်းစီတင်ပြရပြီးခွင့်ပြုချက်ရယူနေရတယ်ဆိုပါတယ်။လက်ရှိအင်အားကြီးအတိုက်ခံ NLD ပါတီမရှိပဲကျပ်ပေါ်ပါတီကသူတို့သားလည်းမပြိုင်ခင်ကတည်းကအနိုင်ရအောင်တမင်စီစဉ်ထားတဲ့အတုအယောင်ရွေးကောက်ပွဲမှာတော့အကြမ်းဖက်မင်းအွန်လိုင်းက သူ့လက်အောက်ခံစစ်ဘိုလ်ချုပ်အများပြားကိုချက်ဖွတ်ပါတီရဲ့မဲဆန္ဒနဲ့အတိအသီးမှာပါဝင်ရမယ်မိုးကြွှေကိုလွတ်တော်ကူစလဲလောင်းတွေအဖြစ်နေရာပေးထားဖို့မဲအွန်လိုင်းကိုယ်တိုင်အမိန်ပေးပြီးစေလွတ်ထားတယ်ဆိုပါတယ်ဒါတော့အမရသည်ပဲအကြံဖတ်မဲအွန်လိုင်းကလက်ရှိချက်ဖွတ်ပါတီရဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့လွတ်တော်ကူစလဲလောင်းစရင်ကိုပါသူ့ကိုတင်ပြနေရပြီးသူ့ရဲ့ခွင့်ပြုချက်ကိုယူနေရတဲ့အတွက်ချက်ဖွတ်ပါတီအတွက် မင်းအွန်လိုင်းကိုမလို့လာတဲ့အုပ်စုခွဲကြီးဖြစ်ပေါ်နေတယ်လို့ကြက်ဖော့ပါတီသတင်းရှင်းမြစ်ကပြောထားပါလေ။အဲ့ဒီလိုတင်ပြရတဲ့စီးရင်ကိုကြည်ပြီးအကျန်းဖတ်မင်းအွန်လိုင်းကကြက်ဖော့ပါတီကိုယ်စားလှယ်လောင်းတွေကိုဘသူကတော့ရွေးကောက်ပွဲဝင်မှာဘသူတွေကတော့ရွေးကောက်ပွဲမဝင်သင့်ဘူးဆိုတာတွေကိုသူပဲစုံဖြတ်နေပြီးအဓိကသူတို့စစ်တပ်ကပဲကြက်ဖော့ပါတီကိုထိန်းချုပ်ထားတဲ့သဘောပါပဲလို့ကြက်ဖော့ပါတီသတင်းရှင်းမြစ်ကရှင်းပြထားပါသေးတယ်။လက်ရှိကြက်ဖော့ပါတီအတွင်း မဲအောင်လိုင်းရဲ့လူယုံဥက္ကဋ္ဌခင်ကြီးရဲ့ဥဆောင်မှုကလည်းမလိုလားတဲ့အုပ်စုခွဲကြီးတစ်ခုပါဖြစ်ပေါ်နေပြီမဲ့အဲ့ဒီအုပ်စုဟာလည်းလက်ရှိစစ်တပ်ကိုလှန်လို့မရသေးတဲ့အခြေအနေဖြစ်နေတဲ့အတွက်ငြိမ်နေရတဲ့သဘောဖြစ်နေတယ်လို့ဆိုပါတယ်အကြက်ဖက်မဲအောင်လိုင်းကတော့2022ခုနှစ်အော်တိုဘာလကတည်းအရင်ကျက်ဖွတ်ပါတီဥက္ကဋ္ဌတန်ထေးကိုဖြုတ်ချပြီးသူ့ရဲ့လူယုံခင်ကြီးကိုဥက္ကဋ္ဌအဖြစ်ထားလိုက်မှုကြောင့် အဲ့ဒီအချိန်ကလေးကခင်ဗျကိုမကြိုက်တဲ့ပါတီဝင်တွေနဲ့ကြက်ပေါ်ပါတီတဲမှာအုပ်စုခွဲကြီးနှစ်ခုအဖြစ်တချမ်းကွဲနေပြီးလောလောဆယ်တော့မဲအွန်လိုင်းကိုတိုင်ခင်ဗျကိုပါတီရဲ့ဥက္ကဋ္ဌနေရာခန့်ထားတာဖြစ်တဲ့အတွက်စစ်တပ်ကနောက်ခံရှိနေတာကြောင့်ခင်ဗျရဲ့အုပ်စုကိုလှန်လို့မရသေးတဲ့အခြေအနေဖြစ်နေတယ်လို့လက်ရှိကြက်ပေါ်ပါတီရဲ့စီမံခန့်ခွဲမှုအားလုံးကိုပါအကြံဖတ်မဲအွန်လိုင်းကိုခင်ဗျကအသိပေးတင်ပြပြီးမှလှုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြက်ပေါ်ပါတီတဲမှာမဲအွန်လိုင်းနဲ့ခင်ဗျကိုမလိုလားတဲ့အုပ်စုကြီးရှိနေတယ်လို့ ချက်ဖို့ပါတီတည်င်းရေးမြင့်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ 6K ကဒေတာကိုအချက်ဖက်စစ်တပ်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့မြေပြင်ကနေစစ်အင်အားအလုံးရင့်နဲ့စစ်ကြောင်းထိုးနေပြန်တဲ့အတွက်တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ကအထိနာနေပြန်တယ်လို့ကရင်စစ်ရေးတရင်ရင်မြင့်ကရန်ကုန်ကစ်တစ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့စက်တင်ဘာလ23ရက်နေ့မနက်10:00နာရီလောက်ကစပြီး မြဝတီမြို့နယ်မှာရှိတဲ့လေကေကော်ဒေတာကိုအချမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲဓာတ်တွေလုံနေသလိုမြဝတီမြို့မှာရှိတဲ့သူတို့စစ်တပ်ရဲ့ခလာရ1.5ကနေလဲလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်ဆိုပါတယ်အဲ့ဒီလိုလေချောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေတုံးပြီးတော့မှမြေပြင်စစ်ကြောင်းတွေကအလုံးရင်းနဲ့လေကေကော်ဒေတာကိုစစ်ကြောင်းထိုးနေပြန်တဲ့အတွက်တော်လန်ရေးတက်တွေနဲ့နှစ်ဖက်အပြန်လန်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ကရင်စစ်ရေးတရင်အရှင်မြစ်ကပြောထားပါတယ်လက်တလောသိရှိထားချက်အရတော့ စစ်တပ်ကတိကြိုက်သေးဆုံးမှုတွေတတော်ကိုများနေပြီးအထိနာနေတဲ့ကြားကစစ်ကြောင်းတွေရဲ့အရှိတွေမှာစစ်မှုတပ်အသစ်တွေကိုအသေးခံတက်ခိုင်းပြီးထိုးစစ်ဆင်နေတဲ့သဘောရှိတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အဓိကအချက်ဖက်စစ်တဲ့ထိုးစစ်ဆင်နေတဲ့ပုံစံကစစ်မှုတပ်အသစ်တွေတုံးပြီးသူတို့ဘက်ကဘလောက်သေသေလူလှိုင်းပုံစံနဲ့စစ်ဆင်ရေးလုပ်နေတဲ့သဘောရှိတယ်လို့အဲ့ဒီ၄ကီကောဘက်မှာ ဒေါ်လာအင်တအမာရီရှိတဲ့အတွက်တိုက်ပွဲတွေကတော့တော်တော်ကိုအပြင်းထန်ဖြစ်ပွားမဲ့သဘောရှိနေတယ်လို့လည်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ပကိုးတိုင်းကနက်လင်းမြို့နယ်မှာပေါ်တာဆွဲခံရသူကိုစိုက်မြက်ကိုဆိုသူဟာရဲတအုပ်ကိုဓာတ်နဲ့ထိုးတက်ပြီးတော့တနက်ပါလူယူလာပြီးဒေါ်လာအင်တတွေ့စီမှာအလင်းဝင်ရောက်လာတယ်လို့ဒါယဝရီခိုင် PDF 383တက်တရင်ရဲ့တာဝန်ရှိသူတူကရှင်ကိုခစ်တဲ့ကိုပြောပါတယ်။ဖြစ်စဉ်ကတော့ စတေမလာ၁၀ရက်နေမှာအဲဒီကိုဆိုင်မြက်ကိုဆိုသူဟာစစ်မှုထမ်းတပ်သားတဲ့အဖြစ်ပေါ်တာဆွဲခံရပြီးနတ်တလင်းမြို့နယ်တောင်ညိုကွက်တဲ့ရက်စကန်တဲ့ဖမ်းဆီးခံထားရတယ်ဆိုပါလေအဲဒီနောက်စတေမလာ၂၁ရက်နေအရောက်မှာတော့ကိုဆိုင်မြက်ကိုဆိုသူဟာရက်စကန်ကရဲတွေတန်းစီနေတဲ့အချိန်တယောက်တည်းကြံခဲ့တဲ့ရဲတအုပ်ကိုဓာတ်နဲ့ထိုးတက်ပြီးတော့ အဲ့ဒီရဲရဲတနက်ကိုပါလူယူပြီးဒေါ်လင်းတက်တွေရှိရာဘက်ကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်လို့တာယာရီခိုင်ပီဒီရဲ့383ညတက်ရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီနော်အလင်းဝင်ရောက်လာတဲ့ကိုဆိုင်မြတ်ကိုဆိုသူကိုဒေါ်လင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ကန်ကြိုးစုံစောင့်ရှောက်ပေးထားပြီးတနက်ပါပါလာတဲ့အတွက်စုငွေလဲချင်းမြင်ပေးထားသလိုနောက်ထပ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံထားရတဲ့လူငယ်တွေနဲ့တပ်သားတက်တွေအနေနဲ့အခွင့်အရေးရတာနဲ့ ဒေါ်လိုင်းတက်ရစီကိုအလင်းဝင်ရောက်လာကြပို့ကပါတိုက်တွန်းကျင်ပါတယ်လို့လေတာယာရီခိုင်ပီဒီရဲ့383တက်ရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အချက်ဖက်စစ်ကောင်စီတက်ကသူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေတောင်းလျှောက်လုပ်နေပြီးစစ်သားတွေစူဆောင်းနေသလိုတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစူဆောင်းခံရတဲ့လူငယ်တွေဟာအခွင့်အရေးရတာနဲ့တော်လိုင်းတက်ရစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာတုံးနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တစ်ဆက်ထဲမှာပဲပဲခူးတိုင်းနက်လင်းမြို့နယ်မှာစစ်တပ်အားကိုးနဲ့ပြည်သူတွေစီကနေစစ်မှုထမ်းကြီးတွေလစဉ်ကောက်ခံနေတဲ့ပူစော်တီမြင့်စော်ဆိုသူပြည့်ခတ်ခံရပြီးပွဲချင်းပြီးကိုတိတ်သွားပြီလို့ BRA တပ်ဖွဲ့ခေါင်းဆောင်ရဲဘော်လက်ရာကရန်ကုန်ကစ်တီကိုပြောပါလေဒါကတော့စက်တင်ဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲနက်လင်းမြို့နယ်ချောင်းကန်းကြီးခြေဝါမှာစစ်တပ်အားကိုးနဲ့ပြည်သူတွေစီကနေစစ်မှုထမ်းကြီးတွေလစဉ်ကောက်ခံနေတဲ့ပူစော်တီမြင့်စော်ဆိုသူကိုတော်လန်ရဲရဲဘော်တွေက သူ့ရဲ့နေအိမ်မှာပဲဝင်ရောက်ပစ်ခတ်ရှင်းလင်းရမှာပွေချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပူစော့တီမြင့်စော်ဆိုသူဟာအချင်းဖတ်စစ်တပ်အတွက်အကြီးအကျယ်သတင်းပေးလုပ်နေသူဖြစ်တယ်လို့စစ်တပ်စစ်ကြောင်းထိုးတဲ့အချိန်မှာလေစစ်သားတွေနဲ့အတူလိုက်ပါလမ်းပြလုပ်ပေးသူဖြစ်တဲ့အပြင်ခြေရွာထဲမှာလေစစ်မှုတန်းကြီးတွေလှဆင်ကောက်ခံနေသူဖြစ်ရုံနဲ့မကစစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံပိနေချင်းချောင်းနေသူဖြစ်ပြီးအခုတော့သေပြီလို့ BRA တပ်ဖွဲ့ကောင်းဆောင်ရဲဘော်လက်ရာကပြောထားပါလေအလားတူ စက်တင်ဘာလ19ရက်နေ့ကလည်းအဲ့ဒီနတလင်းမြို့နယ်ကစံကြီးလောင်ကျေးရွာမှာစစ်မှုတန်းကြီးကောက်နေတဲ့ယာအိမ်မှုဇော်မင်းနိုင်ဆိုသူကိုလည်း BRA တပ်ဖွဲ့ကပွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့လက်ရှိမကိုးတိုင်းနတလင်းမြို့နယ်တဲကစစ်တပ်ဒေါက်တာအုပ်ချုပ်ရေးမှုတွေပြူစော့ထီးတွေနဲ့အပေါင်းပါလက်ပါစီတွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အကူနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ ယာအိမ်မှုဇောမင်းတိုင်းဆိုသူနဲ့အခုပြုစောတိမြင့်စောဆိုသူလိုပဲရှင်လင်းတုတ်တင်ခံရမှာဖြစ်တယ်လို့ BRA တပ်ဖွဲ့ခေါင်းဆောင်ရဲဘော်လက်ရကတတိပေးထားပါသေးတယ်ခင်ဗျာတပ်ဖွဲ့မှာတော့မြန်မာနိုင်ငံအတွင်းအကြမ်းဖက်စစ်တပ်နဲ့ပေါင်ပြီးဒေါ်လန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့အိန္ဒိယကသဲလက်နက်ကင်တပ်ဖွဲ့ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတံပြန်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကစေဦးကတော့အတိအသေးတိတ်ကုန်ကြပြီလို့ PDF အမှတ်တိစစ်တီတပ်ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ် ဒါကတော့စက်တင်ဘာလ15ရက်နေ့ကပဲမြန်မာနိုင်ငံအတွက်အချမ်းဖက်စစ်တပ်နဲ့ပေါင်းပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတယ်။အိန္ဒိယကတဲ့လက်နက်ကင် တပ်ဖွဲ့နဲ့စစ်တပ်ကိုကလေးမျိုးနယ်နန်းဟန်နွဲ့ကြီးရွာမှာတော်လိုင်းပူပေါင်းတပ်တွေက drone စစ်စင်ရေးအပအဝင်တံပြန်တိုက်ခိုက်ချင်းမှုခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်တပ်ကဗိုလ်တအုပ်ဦးဆောင်တဲ့ကတဲ့လက်နက်ကင်တပ်စိတ်တစိတ်စာ စုစုပေါင်း၁၀ဦးကတော့အတီးတီးတိတ်ကုန်ကြတဲ့အပြင်စစ်တပ်ဗိုလ်မှူးတအုပ်လည်းပြင်းထန်ဒဏ်ရာရသွားတယ်လို့ ် PDF အမှတ်1စစ်တီတကနေထုတ်ပြန်ထားပါတယ်။ဒါပြင်အဲ့ဒီကတဲ့လက်နက်ကင်တပ်ဖွဲ့အင်အား30လောက်ဟာလေကလေးမျိုးမှာရှိတဲ့အချက်ဖတ်စစ်တပ်ရဲ့အမှတ်30တန်းမြင့်၄ကျင်ကြီးကျောင်းမှာတင်နဲ့တက်ရောက်နေတဲ့အကြောင်းနဲ့အဲ့ဒီကတဲ့လက်နက်ကင်ဗိုလ်ကြီးစိုးသူရဲ့ဇနီးဖြစ်သူကိုပါစစ်တပ်ကတပါးတဲ့ခေါ်ဆောင်ထားတဲ့အကြောင်းကိုပါတော်လိုင်းတပ်တွေအရှင်ဖမ်းဆီးရမိထားတဲ့စစ်တုံးမကတဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုယ်တိုင်ဝန်ခံထွက်ဆိုထားတယ်လို့ PDF အမှတ်1စစ်တီတပ်ကနေထုတ်ပြန်ထားပါတယ်။ အဲ့ဒီကတဲ့လန်းနဂိုင်တပ်ဖွဲ့ဟာအိန္ဒိယနိုင်ငံကနေစေစုနှစ်တစုကြောကြာကတဲ့ကမြန်မာနိုင်ငံတမူခိုင်ဟဲဇင်းချေးရွာဘက်မှာစတင်ဝင်ရောက်နေထိုင်နေကြတာဖြစ်ပြီးသူတို့ဟာလက်နက်နဲ့မူရီစေဝါတွေရောင်းဝယ်ဖောက်ကားနေကြသူတွေဖြစ်တယ်လို့အခုအခါအချမ်းဖက်စစ်တပ်ကဒေါ်လာရင်းတတွေကိုဘလို့မှမနိုင်တဲ့အစုံအဲ့ဒီကတဲ့လန်းနဂိုင်တွေကိုပါသူတို့နဲ့ပူးပေါင်းခိုင်းပြီးတော့ဒေါ်လာရင်းတတွေကိုတိုက်ခိုက်တာတွေပါလှုပ်လာနေတာဖြစ်တယ်လို့ PDF အမှတ်10စစ်ဒေသကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းကမြိုင်ပခုတ်ကူရေစကြိုမြို့နယ်အဆက်ကိုအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်မိရှုဖျက်ဆီးတာတွေလုပ်နေတဲ့အတွက်ခြေရွာ၁၁ရွာကပြည်သူတွေဟာဘင်းလူရကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြိုင်တောင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ၂၂ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးမြိုင်ပခုတ်ကူရေစကြိုမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အချက်ဖက်စစ်တပ်ကကွန်ဒီကန်ခြေရွာနဲ့ကြောက်ထက်ခြေရွာအကြားကဆစ်ရှောင်ပြည်သူတွေနေတဲ့တောတိုက်တွေကိုမိရှုဖျက်ဆီးသွားကြတယ်ဆိုပါတယ် အဲ့ဒီလိုအချက်ဖက်စစ်တဲ့စစ်ကြောင်းကမြေပြင်စစ်ကြောင်းထိုးနေတဲ့အချိန်လေကြောင်းကနေလည်းပုံကျဲတာတွေအဝေးကနေလက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတဲ့အတွက်လက်ရှိမှာတော့အဲ့ဒီမြိုင်ပခုတ်ကူရေကျုံမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာ၁၁ရွာကပြည်သူတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြိုင်တောင်မင်းမြေပြင်တည်နှံပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အချက်ဖက်စစ်တက တို့လုံးမဲ့ရွေးကောက်ပွဲကိုပြက်ပြားအောင်လှုပ်ဆော်တယ်ဆိုပြီးအသက်မပြည့်သေးတဲ့လူငယ်၃ဦးအပါအဝင်ပြည်သူ၉ဦးကိုဖမ်းဆီးလိုက်တဲ့အကြောင်းစစ်တပ်ကပဲထုတ်ပြန်လာပါတယ်။ဒါကတော့စက်တင်ဘာလ၁၄ရက်နေ့ကပဲစစ်တပ်ထိန်းချုပ်ထားတဲ့လွိုက်ကောမြို့ပေါ်ဒေါနကူရက်ကွက်မှာတို့စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုပြက်ပြားအောင်လှုပ်ဆော်တယ်ဆိုပြီးအသက်၁၈နှစ်အရွယ်မောင်ပိုင်ပိုင်ဆိုးမောင်ရဲမင်းကိုကိုနဲ့အသက်၁၈နှစ်အရွယ်မောင်အောင်နိုင်လင်းအသက်၁၆နှစ်အရွယ်မောင်ဖြိုးပိုင်ဇေအောင်အပြင် အသက်14နှစ်အရွယ်မောင်ထွန်းနေဦးလှိုင်ဆိုသူတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီလူငယ်၅ဦးကိုအကြမ်းဖက်စစ်တပ်ကလိုက်ကွန်မြို့မှာ yes ကမ်းမှာအမှုဖွင့်ပြီးဖမ်းဆီးထားတယ်လို့သိရပါတယ်အလားတူစက်တင်ဘာလ16ရက်နေ့ကလည်းရန်ကုန်ရွှေပြည်သားမြို့နယ်မှာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြပြအောင်ဆန္ဒပြလှုပ်ဆော်တယ်ဆိုပြီးရွှေပြည်သားမြို့နယ်အမှတ်၅ရပ်ကွက်နေကိုရဲသူရအောင်ကိုကျော်ဝနကိုချစ်ဝင်းနဲ့ကိုပြေထွန်းဆိုသူတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီး ရွေပြည်သားမြို့မှာရက်စကန်မှာအမှုဖွင့်ချုပ်နှောင်ထားတယ်လို့သိရပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရသူကိုဦးစလုံးကိုဂျမ်ဖက်စစ်တပ်ကသူတို့လုပ်မဲ့ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တားမှုကာကွယ်ပေးရေးဥပဒေပုံမှာ23ကကြီးနဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုပဲစတင်မလ9ရက်နေ့ကလည်းလာရှိုးမြို့ရက်ကွက်ငါးမှာမြို့ကအမျိုးသမီးမောင်းနေလာတဲ့ကားကိုအမျိုးသားနှစ်ဦးကတနက်နေ့ပြစ်ပြီးတော့ကားပါလူရက်သွားမှုအပေါ်လုံခြုံရေးမရှိတဲ့ဖြစ်စဉ်အဖြစ်စစ်တပ်ကို လူမှုကွန်ရက်မှာဝေဖန်ခဲ့တဲ့ကိုနေသွေးဆိုသူကိုလည်းစစ်တပ်ကသူတို့လုပ်မဲ့ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တားမှုနဲ့အလုံနဲ့ထောင်တန်းခေါနှစ်နှစ်အထိချမှတ်ခဲ့ပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ